ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ2ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီးရီးသတင်းနေဖြင့်အကြံဖတ်စစ်အုပ်စုရဲ့ဖိနှိပ်မှုအောက်ကရုံထွက်ဖို့ပြည်သူ့ຫນွေဦးတော်လန်ရေးကိုပြည်သူတွေဟာမဆုံးမနစ်ဆင်နွှဲနေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ် အနာကိုလက်နက်အားကိုနဲ့လွတ်ယူထားတဲ့အကြံဖက်စစ်အုပ်စုရဲ့ဖိနှိပ်မှုအောက်ကရုံထွက်ဖို့ပြည်သူ့ຫນွေဦးတော်လှန်ရေးကို ပြည်သူတွေဟာမစုံမနစ်ဆင်နွှဲနေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားပါတယ်။မြို့သားညညရဲ့အဆိုအရပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပေါင်းစုယုံကြည်အောင်ပွဲစီတို့ပြန်လာပြီး AR ကမ်ပိန်းဖွင့်ပွဲအားပေးအမှာစကားမှာဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာအာဏာကိုလက်နက်အားကိုနဲ့လွတ်ယူထားတဲ့အကြံဖက်စစ်အုပ်စုရဲ့ဖိနှိပ်မှုအောက်ကရုံထွက်ဖို့ ပြည်သူ့ຫນွေဥတော်လန်ရေးကိုမဆုံးမနစ်ဆင်နွှဲနေကြပါတယ်။ဒီတော်လန်ရေးကြီးမှာ ARD တိုင်းသူတိုင်းသားများရဲ့ကြီးမားတဲ့စွန့်လွတ်နှင်နာခံမှုတွေနဲ့ပံ့ပိုးမှုတွေကိုကျွန်တော်တို့အလေးနက်မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။ ARD တိုင်းစစ်ဒေသဥဆောင်တဲ့တော်လိုင်းအင်အားစုတွေဟာလည်းကုဒေသလွတ်မြောက်ရေးအတွက်ရွရွချွန်ချွန်တိုက်ခိုက်နေကြပါတယ်။အခုအချိန်ဟာအောင်ပွဲအတွက်အရှိန်မြှင့်ရမယ့်အရေးကြီးဆုံးကာလပါ ARD တိုင်းဟာမဟာဗျူဟာရအရေးပါပြီး ARD လွတ်မြောက်ရေးဟာတနိုင်ငံလုံးအောင်ပွဲအတွက်အဓိကကြပါတယ်လို့ဆိုပါတယ်။စူပောင်းယုံကြည်အောင်ပွဲစီတို့ပြန်လာပြီး ARD ကမ်ပိန်းကိုတနိုင်ငံလုံးရဲ့မဟာဗျူဟာထိုးစစ်အတွက်အရေးပါတဲ့ ARD တိုင်းရဲ့စစ်အင်အားဗျူဟာတပ်ရင်းတွေနဲ့စစ်ကြောင်းတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ရည်ရွယ်ထားပါတယ်။ကမ်ပိန်းသက်မှတ်ချက်မှာကျပ်သိန်း9000ဖြစ်ပြီးကမ်ပိန်းကာလမေလ16ရက်မှဇွန်လ30ရက်အထိ45ရက်တာသတ်မှတ်ထားပါတယ်ခင်ဗျာ ဒုတိယသတင်းအနေဖြင့်စောင်းပြောင်းရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွင်ကင်းဒီမျိုးသားများကာဝေးတက်မှစစ်ကြောင်းမှုနှင့်ဒုတက်ခွဲမှုတို့မြင့်မြတ်စွာကြဆုံးခဲ့ရတဲ့သတင်းကိုတင်ပြပေးပါမယ်။ဆောင်ပြောင်းရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွင်ကရင်နီမျိုးသားများကာကွယ်ရေးတပ်မှစစ်ကြောင်းမှုနှင့်ဒုတက်ခွဲမှုတို့မြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။ ကရင်ဒီမျိုးသားများကာကွယ်ရေးတပ်တရင်အမှတ်29တက်ခွဲ1ဤစစ်ကြောမှုရဲဘော်စလိုင်းရဲနိုင်ခဂျော်ကာနှင့်ဒုတက်ခွဲမှုမင်းထက်နိုင်ခအယိုးတို့သည်စောင်းပြောင်းရှေတန်းစစ်မြေပြင်တိုက်ပွဲတွင်မြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့ KNDF ကသတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းမူရဲဘော်ရဲနိုင်ခဂျော်ကာအသက်32နှစ်သည်မေလ24ရက်နေ့တွင်စစ်အာဏာရှင်ကိုတော်လှန်ရင်းမြင့်မြတ်စွာအသက်ပေးလူခဲ့ရပါတယ်။ဒုတက်ခွဲမူမင်းထပ်နိုင်ခအယိုးအသက်22နှစ်သည်မေလ24ရက်နေ့တွင်စစ်အာဏာရှင်ကိုတော်လှန်ရင်းမြင့်မြတ်စွာအသက်ပေးလူခဲ့ရပါတယ်။အာဏာရှင်စနစ်ကြာရှုံးပြီး Federal Democracy စနစ်ပေါ်ပေါက်လာရေးအတွက်ယခုလိုအသက်ပေးလူပြီးတိုက်ပွဲဝင်ခဲ့သည့် အာဇာနီရဲဘော်ရဲနိုင်ခဂျော်ဂါနှင့်အာဇာနီရဲဘော်မင်းထက်နိုင်ခအယိုးတို့အား KNDF တရင်အမှတ်29မှလွန်စွာဂုံယူဝမ်းနေမိတယ်လို့ဖော်ပြပါရခင်ဗျာဆလဘီဂျမ်ဘတ်စစ်ကောင်စီမှကျင်းပရန်ပြင်ဆင်နေသည့်အတုယောင်ရွေးကောက်ပွဲကိုနိုင်ငံရေးနီးလန်းအရာတခဲနဲ့ဆန့်ကျင်တိုက်ဖြတ်သွားမည်ဖြစ်ကြောင်းသတိတိုင်းဒေသဒပိတ်အင်အားစုပထမအကြိမ်မြေပြင်ညီလာခံကသဘောထားထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် အကြံဖက်စစ်ကောင်စီမှကျင်းပရန်ပြင်ဆင်နေသည့်အတုယောင်ရွေးကောက်ပွဲကို နိုင်ငံရေးနီးလန်းအရာတခဲနဲ့ဆန့်ကျင်တိုက်ဖြတ်သွားမည်ဖြစ်ကြောင်းစကိုင်းတိုင်းဒေသတပိတ်အင်အားစုပထမမြေပြင်ညီလာခံကသဘောထားထုတ်ပြန်ပါတယ်။စကိုင်းတိုင်းဒေသတပိတ်အင်အားစုပထမအကြိမ်မြေပြင်ညီလာခံကို2025ခုနှစ်မေလ25ရက်နေ့မှ26ရက်နေ့အထိနှစ်ရက်တိုင်တိုင်အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးစကိုင်းတိုင်းဒေသအသီးသီးမှလူမှုလှုပ်ရှားမှုကိုဆောင်ရွက်နေကြသောအဖွဲ့အစည်း38ဖွဲ့ကကုစရယ်60ဦးတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆက်နွယ်သောမြေသည့်နိုင်ငံရေးဖြစ်စဉ်ကိုမှလက်ခံမည်မဟုတ်ပဲအကြံဖတ်စစ်ကောင်စီမှကျင်းပရန်ပြင်ဆင်နေသည့်အတုယောင်ရွေးကောက်ပွဲကိုနိုင်ငံရေးနီလန်အရာတခဲနဲ့ဆန့်ကျင်တိုက်ဖြတ်သွားမည်ဖြစ်ကြောင်းအပါအဝင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အပါအဝင်တော်လိုင်းအင်အားစုအသေးသေးဆင်နွှဲနေသောခုခံတွန်းလှန်စစ်ကိုအပြည့်အဝထောက်ခံပြီးစူးစည်းညီညွတ်မှုဖြင့်ဆက်လက်တိုက်ပွဲဝင်ကြရန်နှင့်တော်လန်ရေး၏စံတန်ဘူးများကျင့်ဝတ်များကိုလေးစားလိုက်နာကြပါရန်ပြည်သူလူထုကိုစားတောင်းဆိုအပ်တယ်လို့ထုတ်ပြန်ပါတယ်ခင်ဗျာ ယခုနောက်ဆုံးစည်ရဲတဲ့နေဖြင့်ရတားကားများကိုငွေကြေးကောက်ခံသည့်စကားစတပ်ဖွဲ့ဝင်နှစ်ဦးအနီးကပ်ပစ်ခတ်ခံရပြီးတေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။ရတားကားများကိုငွေကြေးကောက်ခံသည့်စကားစတပ်ဖွဲ့ဝင်နှစ်ဦးအနီးကပ်ပစ်ခတ်ခံရပြီးတေဆုံးခဲ့ပါတယ်။စကိုင်းတိုင်းဒေသကြီးမုံရွာမြို့အထက်ကတစ်စာတင်ကျောင်းမှပြည်သူကားများကိုအဓမ္မပတ်စံကောက်ရန်ထွက်လာသောစကားစတပ်ဖွဲ့ဝင်နှစ်ဦးကိုဇွန်လ၁ရက်နေ့မနက်၁၇:၁၇မိနစ်အချိန်မှာအနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army ကသတင်းထုတ်ပြန်ပါတယ်။ပြည်သူကားတွေကို နေ့စဉ်ရက်ဆက်အတင်းအဓမ္မပတ်စံကောက်နေတာတခါတလေအသေးကွဲလို့ဆိုပြီးကားတစ်စီးကိုတထောင်တောင်းတယ်။အစင်မပြေဘူးပြောရင်လည်းမရဘူးအတင်းတောင်းတယ်လို့ပြည်သူများထံမှ ကျွန်တော်တို့ကြားသိရတာကြောင့်ရှင်းလင်းခဲ့တာပါလို့ဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုကို The Phoenix Army ဝန်ရခဲအမှတ်ဆက်ခွန်တက်ရင် တက်ခွဲ3 MYF မုံရခရိုင်အမှတ်15တက်ရင်တက်ခွဲ9 WMW တို့ကပူးတွဲလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီမပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ